ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်အော်တိုဘာလ31ရက်နေ့ရက်မွတ်တဲ့12နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီတော်လန်နေသစ်ပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်သပါရခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရတွေကတော့လောင်လုံးမြို့နယ်ကမောင်မကန်နယ်မြေရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ပြီးတော့သိမ်းပိုက်လိုက်ကြပါပြီခင်ဗျာဒီနယ်လေကစစ်ရှုံးကောင်စီနဲ့အပြစ်ရပ်ပြီးတော်လန်ရေးတပ်တွေလက်ထက်ထည့်သွားခဲ့တဲ့မိုးကုတ်မြို့ကိုကာကွယ်ဖို့ အကြောင်းမျိုးမျိုးကြောင့်ဒေါ်လိုင်းရဲဘော်ဘဝကနေအနားယူထားကြတဲ့မိုးကုတ်မြို့နယ်ကရဲဘော်ဟောင်းတွေကိုမိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြန်လည်ဖိတ်ခေါ်နေပါတယ်အကြံပေးစစ်ရုံးကော်မရှင်မတရားဖမ်းဆီးထောင်ချထားတဲ့ရှူဟာယုံဆရာတော်ဦးစင်းနတ်စောပြန်လည်လွတ်မြောက်လာပါပြီဆရာနာသိခံရပြီးတဲ့နောက်သစ်ဆုံးခဲ့ရတဲ့ဒီမိုကရေစီရေလှရှားသူတွေနဲ့ပြည်သူစုစုပေါင်းကတော့8423ဦးရှိခဲ့ပြီဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အခြေအနေပုံမိုးဆိုးပါလာပြီး ကပင်းပုံစံဖြစ်လာပေမဲ့နိုင်ငံတကာကအရေးယူတွန့်ပြန်ဖို့ပြက်ကွက်နေတယ်လို့ကုလလူခွင့်ရေးကိုယ်စားလှယ်ကဝေဖန်ပြစ်တင်လိုက်ပါတယ်ခင်ဗျာဒီသတင်းတွေနဲ့အတူထူးထူးခြားခြားသတင်းပြည်စင်အကြောင်းအရာတွေကိုနားဆင်ရမှာပါတင်းနိုင်တိုင်းတဲ့ကရဲစခန်းကိုတင်ပိုက်ခဲ့တဲ့တိုက်ပွဲသတင်းနဲ့စကြင်ပါတယ်တင်းနိုင်တိုင်းဒဝဲခရိုင်လောင်လုံးမြို့နယ်မှာရှိတဲ့အချမ်းဘတ်စစ်ရှုံးကောင်စီရဲ့မောင်မကန်နေမြေရဲစခန်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်တင်ပိုက်လိုက်ကြပါပြီ။ ဒီတိုက်ပွဲတွင်မှာဂျမစစ်ရှုံးကောင်စီတပ်သား12ဦးသေဆုံးပြီးတော့10ဦးဒဏ်ရာရကာတချို့ကတော့စခန်းကိုစွန့်ခွာပြီးတော့ထွက်ပြေးသွားကြောင်းအထူးတိုင်းစစ်ဌာနရဲ့မင်းညအော်တိုဘာ30ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်။အဲဒီစခန်းသိမ်းတိုက်ပွဲကိုအော်တိုဘာလ26ရက်နေ့မနက်9နာရီခွဲမှာစတင်တိုက်ခိုက်ခဲ့ပြီး9:30မိနစ်မှာအပိသက်သိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။စခန်းတွင်ကနေဦးစီမျိုးစားတနက်6လက်ဂျီတရီမျိုးစားတနက်9လက်ရှော့ဂန်စမုတ်ဂန်2လက်ကွန်မန်ဒိုစိန်ပြောင်း2လက်ခြုံလုံးမြူ4လက်စုစုပေါင်းလက်နက်မျိုးစုံ21လက် ဂျမာဆက်နှလုံးနဲ့ခန်းရမ်းတွေကိုသိသိနိုင်ခဲ့ပါတယ်ဒီစစ်စင်ရေးကိုတော့ပြည်သူ့ကော်မတီတက်မတော်အမှတ်၁စစ်စင်ရေးနယ်မြေအထူးတိုင်းစစ်ဌာနကုကဲမှုအောက်မှာရှိတဲ့နေပြည်တော်33ဒေါနာတိုင်ရင်တခွဲ၄ KPDF ဒေါနာတိုင်ရင်တခွဲခွန် LPF နဲ့အတူမဟာမိတ်တပ်ပေါင်းစုတွေဖြစ်ကြတဲ့ဒရဲခရိုင်တပ်ပေါင်းစု DNLA ဒုက္ခစစ်ကြောင်းရမညမွန်တက်တော်ဖက်ဒရယ်ဒူဝင်ကျဲတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးဒေါ်လာရေးရဘော့တူမြင့်မြတ်စွာအသက်ပေးလှူခဲ့ရတယ်လို့သိရပါပါတယ်ခင်ဗျာ တရနယ်လေကဂျမ်းဘက်စရှုံးကောင်စီတက်နဲ့ပြစ်ခတ်ရက်စဲပြီးတော်လန်ရေးတက်ဖွဲ့တွေလက်ထဲကိုထည့်သွားခဲ့တဲ့မိုးကုံမြို့ကိုကာကွယ်ဖို့အတွက်ကြောင်မြို့မြို့ကြောင့်တော်လန်ရေးဘဝကနေအားယူထားကြတဲ့မိုးကုံမြို့နယ်တဲကရဲဘော်ဟောင်းတွေကိုမိုးကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြန်လည်ဖိတ်ခေါ်နေပါတယ်ခင်ဗျာမိုးကုံမြို့နယ်ရဲ့လက်ရှိစီရင်အခြေအနေအရအကြမ်းဖက်စစ်ရုံးကောင်စီကိုပြန်လည်ခုခံတိုက်ခိုက်တွန်းလှန်မှုအတွက်မိုးကုံမြို့နယ်တဲကတော်လိုင်းရဲဘော်ဟောင်းတွေကိုမြို့နယ်ပကဖအနေနဲ့ဖိမှန်တကပြုတ်ပါတယ်လို့ဆိုထားတာပါ လက်ရှိချိန်မှာမုဂုမြဲစီရဲချက်တဲ့နဲ့ဂျုံတွေ့နေရတဲ့အချိန်လဲဖြစ်ပါတယ်ဒီချိန်မှာအတူလက်တွဲပြီးတော့ရုံးကန်နိုင်ကြဖို့မုဂုမြွတ်နယ်ပြည်သူ့ကော်မတီအဖွဲ့ကတိုက်တွန်းလို့ဆိုထားတာပါတတ်မှတ်ထားတဲ့အတိုင်းအတာတစ်ခုရောက်ခဲ့ရင်ညီကိုတို့ဖြစ်ချင်တဲ့ဆန္ဒအတိုင်းအနားယူခြင်းအနားယူလို့ရမယ်ဆက်လက်တာဝန်ထမ်းဆောင်ခြင်းရင်တာဝန်ထမ်းဆောင်ဝင်ရပါမယ်လို့လဲပြောဆိုထားပါတယ်မုဂုသားတွေဖြစ်တဲ့အတွက်မုဂုမြွတ်ပေါ်တန်ရုံးစဉ်ကြီးပြီးတော့မြို့တွက်တကယ်ပဲစွန့်လွတ်အနစ်နာခံလို့တဲ့ညီကိုရဲဘော်တို့ကိုကျွန်တော်တို့လိုအပ်နေပါတယ် အတူတကွပူးပေါင်းလက်တွဲပြီးခွေးတော်ဘောက်ကတိုးဝင်လာတဲ့စစ်ရှုံးကောင်စီကိုမောင်းထုတ်ကြပါစို့လို့တိုက်တွန်းပြရစီခမားဆိုပြီးမိုးကမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ကသတင်းစကားပါထားပါတယ်ခင်ဗျာမိုးကမြို့ကိုတစ်တုံညနှစ်ခုဆစ်စင်ရေးဒုတိယလိုင်းတွင်မှဂျန်နယ်လီတက်က PDF တိုင်းတပ်ဖွဲ့နဲ့အတူပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးမြို့ကိုစီမံအုပ်ချုပ်မှုအပိုင်းကို DNL ကတာဝန်ယူဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။စစ်ရှုံးကော်မရှင်တက်နဲ့တန်းတက် DNL တို့ကြာပြစ်ခတ်သဘောတူညီမှုရက်စက်ပြီးတဲ့နောက်မှာ TNL တပ်ဖွဲ့တွေကမိုးကုန်းနဲ့မိုးမင်းမြို့နယ်တွေကပြန်လည်ဆုတ်ခွာတော့မှာဖြစ်ကြောင်းအော်တိုဘာလ26ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မတရားစစ်အာဏာသိမ်းခံရပြီးတဲ့နေ့ကနေစတင်ပြီးအော်တိုဘာလ30ရက်2025ခုနှစ်အထိအကြမ်းဖက်ဆဲအုပ်စုနဲ့သူ့ရဲ့လက်ပါစီတွေကြောင့်နယူတော်လိုင်းရေကာလအတွင်းမှာတည်ဆုံခဲ့ရတဲ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ပြည်သူစုစုပေါင်းကတော့8423ဦးရှိခဲ့ပြီဖြစ်ပါတယ် ဒါပြင်မတရားအနာလူမှုဖြစ်စဉ်နဲ့ဆက်ဆက်ပြီးတော့ဖမ်းဆီးခံရသူစုစုပေါင်း2965ဦးရှိပြီးအဲ့ဒီထက်က2583ကတော့ထိမ့်သိမ်းခံရဆက်ဖြစ်ပြီးထိမ့်သိမ်းခံရသူတွေအထက်က1298ဦးကတော့ထောင်ထဲနေချမှတ်ခံရရပါတယ်။အဲ့ဒီကိန်းကနဲအရေးအတွက်က ABB ကလလန်းမိသမျှကောက်ထားတဲ့အရေးအတွက်ဖြစ်ပြီးမြေပြင်မှာဖြစ်ပွားနေတဲ့အချက်လက်ကအခုထပ်ပို့ပြီးတော့များနိုင်တယ်လို့ဆိုထားပါတယ်။ အချက်လက်တွေကိုထပ်မံကြောက်ယူရရှိပြီးဒီပြုနိုင်ရင်ဆက်ပြီးတော့ထဲသွင်းဖော်ပြသွားမယ်လို့ ABB ကဆိုပါတယ်နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်းကကြောက်ယူထားတဲ့သတင်းချက်လက်တွေအရ2025ခုနှစ်အော်တိုဘာလ1ရက်နေ့ကနေ30ရက်နေ့အထိနိုင်ငံတော်မှာဂျပန်စိုးအုပ်စုကြောင့်နှစ်နှစ်အရွယ်မိန်းကလေးတဦးနဲ့ယောက်ျားလေးတဦးပါဝင် အသက်16နှစ်အောက်ကလေးငယ်မိန်းကလေး18ဦးနဲ့ယောက်ျားလေး18ဦးစုစုပေါင်း35ဦးတည်ဆုံးခဲ့တာကိုအမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့သိရပါတယ် အဲ့ဒီသေဆုံးသူတွေတဲကရှမ်းပြည်နယ်မှာ10ဦးနဲ့သေဆုံးမှုအများဆုံးဖြစ်ပြီးစကိုင်းတိုင်းမှာ9ဦးနဲ့သေဆုံးမှုဒုတိယအများဆုံးဖြစ်တယ်လို့သိရပါတယ်။သေဆုံးရတဲ့အကြောင်းရင်းအနေနဲ့28ဦးကတော့ဆေးဥစုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အများဆုံးသေဆုံးခဲ့တာဖြစ်ပြီး6ဦးကတော့အကြမ်းဖက်ဆေးဥစုရဲ့လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီကာလအတွင်းမှာအတီးပြုဖို့လိုအပ်နေတဲ့အသက်16နှစ်အောက်သေဆုံးအရသာ10ဦးရဲ့စီရင်ကိုလည်းတိကျောက်ယူဆူဆောင်းပြီးတော့အတီးပြုနိုင်ဖို့ဆက်လက်ဆောင်ရွက်နေတယ်လို့ပြောဆိုထားပါတယ်။ အော်ဒီဘလာ26ရက်နေ့ညနေ3:00ခန့်ချိန်လောက်မှာရခိုင်ပြည်နယ်ပုံနှုံမြို့နယ်ကွမ်းတောင်ကျွရကိုလူနာသွားတဲ့ပရဟိတရင်စည်းကိုအချမ်းမစိုးစုကလေကြောင်းကနေဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အဲ့ဒီရင်ပေါ်မှာလိုက်ပါလာတဲ့ပရဟိတဆောင်ရွက်နေတဲ့မောင်ထေးအောင်ဟင်းခေါ်ကိုလက်ကိုဘုံစာထိမှန်ပြီးတော့တည်ဆုံးခဲ့ရပါတယ်။မောင်ထေးအောင်ဟင်းခေါ်ကိုလက်ဟာပုံနှုံမြို့နယ်အခြေစိုက်တဲ့ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းကအဖွဲ့ဝင်တူဦးဖြစ်ပြီးတော့လူမှုကွန်ရက်အလုပ်တွေကိုလှုပ်ဆောင်နေသူတူဦးလည်းဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းပုံအနေနဲ့မြန်မာနိုင်ငံရဲ့အခြေအနေပုံမဆိုးဝါလာနေပေမဲ့နိုင်ငံတကာကအေးအေးယူတုံ့ပြန်ဖို့ပြက်ကွက်နေမှုကိုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူခွင့်ရေးကိုယ်စားလှယ်တွန်အင်ဒရူးကဝေဖန်ပြစ်တင်လိုက်ပါတယ်ခင်ဗျာ။အော်တိုဘာလ29ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာပြုလုပ်ကျင်းပနေတဲ့အကြိမ်80မြောက်ကုလသမဂ္ဂထရီညီလာခံရဲ့တတိယကော်မတီအစည်းအဝေးမှာသူကအခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆက်အနာသိမ့်ပြီးတဲ့နောက်၄နှစ်ကျော်ကာလအတွင်းအခြေအနေတွေကအဆက်မတန်ပုံမဆိုးဝါလာကြောင်း ူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေက အရင်နှစ်ထက်အခုနှစ်မှာပိုပြီးတော့ဆိုးရွားလာကြောင်းလက်ရှိမြန်မာပြည်သူပေါင်း22တန်းဒီပါကလူသားချင်းစာနာမှုအကူအညီလိုအပ်နေပြီး16.8တန်းကတော့စာနာရိတ်ခါမလုံလောက်မှုကိုအပြင်းထန်ရင်ဆိုင်နေရတယ်လို့ဆိုထားပါတယ်2025ခုနှစ်ရဲ့ဒုတိယ3လပတ်ဆက်အနာသိမ့်ပြီးတော့နောက်ပိုင်းအရသာပြစ်မှတ်တွေကိုလေကြောင်းတိုက်ခိုက်မှုအကြေးအများဆုံးဖြစ်ပွားခဲ့ကြောင်းကမ္ဘာစာနာရိတ်ခါအစည်းအဝေး WFP ရဲ့အချက်လက်တွေအရ ရခိုင်ပြည်နယ်လေပိုင်းကမိသားစုတွေရဲ့98ရာခိုင်နှုန်းမှာအခြေခံစားနပ်ရိက္ခလိုအပ်ချက်ကိုပင်မဖြည့်တင်းနိုင်တော့ကြောင်းသူကရှင်းပြထားပါတယ်ခင်ဗျာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့အရေးယူဆောင်ရွက်ဖို့ပြက်ကွက်နေတာတွေကိုစတင်လို့ဆောင်ဖို့မိမိအနေနဲ့မြစ်တာရက်ခံပန်ကြားအပ်ပါတယ်လူသားချင်းစာနာမှုအခြေအနေတွေပုံမိုဆိုးရွားလာချိန်မှာနိုင်ငံတကာတိုင်းဝမ်ရဲ့အကူအညီရရှိနိုင်မှုကပါပိုဆိုးလာနေတာကလုံးဝကပေးကြီးဖြစ်နေပါပြီဆိုပြီးတန်ဒရူးကရှင်းလင်းပြောဆိုပါတယ်ခင်ဗျာ အချိန်လေးဆိုလာနေခြင်းမြန်မာစစ်တပ်ကဒီဇင်ဘာ28ရက်နေ့မှာရွေးကောက်ပွဲပြင်ဆင်နေခြင်းကအတုအယောင်နဲ့အလိမ့်ညာသာဖြစ်ကြောင်းအတိုက်ခံတွေကိုဖမ်းဆီးထိန်းသိမ်းထောင်ချထားတဲ့အတွက်လွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်းရိုညာတွေပေါ်အကြမ်းဖက်မှုတွေကိုလည်းနိုင်ငံတကာကအရေးယူဖို့နဲ့တရားမျှတမှု ဖော်ဆောင်ဖို့အရေးကြီးကြောင်းဒေါ်အင်ဒရူးကဆက်လက်တောင်းဆိုပြောကြားခဲ့ပါတယ်ခင်ဗျာ။ ဝါရပြဇလန်းကိုဝေဖန်တဲ့ post ကိုလက်ရီရဲ့ပေးခဲ့တဲ့ဒိုက်တာအောင်ချမ်းလူကိုအကြမ်းဖက်ဆစ်ရှုံးကောင်စီတက်ကဖမ်းလိုက်ပြန်ပါပြီခင်ဗျာအကြမ်းဖက်ဆစ်ရှုံးကောင်စီတက်ရဲ့ဝါရဖြန့်ခေတမိုင်းကိုဒုံဆိုင်မဲ့သူများအလိန်ညာဇလန်းပေါ်ဝေဖန်တဲ့ post ကိုလက်ရီရဲ့ပေးခဲ့တဲ့ဒိုက်တာအောင်ချမ်းလူကိုအကြမ်းဖက်ဆစ်ရှုံးကောင်စီတက်ကဖမ်းဆီးလိုက်တဲ့အတွက်ဖမ်းဆီးခံရတဲ့နှုပညာရှင်၄ဦးထိရှိလာပြီဖြစ်ပါတယ်ခင်ဗျာအော်တိုဘလ29ရက်နေ့ညပိုင်းဒိုက်တာအောင်ချမ်းလူကိုဆစ်ရှုံးကောင်စီတက်ကဖမ်းဆီးသွားတာဖြစ်ပြီး ဒိုက်တာအောင်ချမ်းလူကခေတမိုင်းကိုဒုံဆိုင်မြဲသူများနဲ့ပတ်သက်ပြီးတော့ပြပရောက်တော်လန်ရေးဆိုတော့အစိုးရရန်ချမ်းကရေးသားထားတဲ့လူမှုကွန်ရက်ပို့စ်ကိုလက်ရီရဲ့ပြီးခဲ့တဲ့အတွက်ဖန်ဆီးခံရရဖြစ်တယ်လို့သိရပါတယ်။အော်ဒီဝါလာ28နှစ်ကလည်းအကြမ်းမဆစ်ရှုံးကောင်စီတက်ရဲ့ဝါလာဖြန့်ခေတမိုင်းကိုဒုံဆိုင်မြဲသူများရွေးကောက်ပွဲဆိုင်ရာအလိန်ညာဝါလာဖြန့်ဇလန်းကိုလူမှုကွန်ရက်ကနေစင်ဝေးပန်တယ်လို့ဆိုပြီး ဒေါက်တာမိုက်ဒီခေါ်တန်းထွန်းစောဇပုတ်တျိုးဆောင်ကျော်ဝင်းထုတ်ခေါ်ကျော်မင်းထွန်းနဲ့ဟာတာတျိုးဆောင်အုံနိုင်ခေါ်ဇော်မြင့်တို့ကိုစစ်ချုပ်ကောင်စီတပ်ကဖမ်းဆီးခဲ့တဲ့အတွက်အခုဖမ်းခံရတဲ့အရေးအတွက်စုစုပေါင်းအမှုပညာရှင်၄ဦးထိရှိလာပြီဖြစ်ပါတယ်။ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဝါရဖြန့်အလိန်ညာဇကားကိုတော့တင်အောင်စုပန်းမြူတော်ကရိုက်ကူးပြီးဇညုံးကတော့လင်းငါညူခေါ်တေစာကျော်ခေါ်ဓာတ်ကလောင်ချီဦးညူရဲ့သားဖြစ်တယ်လို့သိရပါတယ်။စစ်ချုပ်ကောင်စီတပ်ရဲ့ဝါရဖြန့်ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများအလိန်ညာ ဇလန်ကရက်နဲ့ပတ်သက်ပြီးတော့ရန်ကုန်မှာရှိတဲ့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာရုပ်ရှင်လောကသားတွေကိုအကြံပေးဆက်ရှင်ကောင်စီတက်ကအစည်းအဝေးခေါ်ယူခဲ့ရပါတယ်။အခြားတစ်ဖက်မှာလည်းစမ်းကြောင်းပင်မသပိတ်စစ်ကြောင်းကအကြံပေးဆုစုရဲ့တူရောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးပြီးလူမှုကိုဝါရမိုင်းတိုက်တာလူမှုရေးပေါ်ပုံကိုပုံပြတ်တာတွေကိုကျူးလွန်တဲ့အញ្ញံစာဝါရဖြန့်အမှုပညာရှင်အမိခံတွေဖြစ်ကြတဲ့နေတို့မြင့်မြတ်နေဝင်အေးချမ်းမောင်ချူးလေးမမြင့်မို့အောင်ခိုင်ငပြောကျော်အောင်တို့နိုင်လင်းတွက်လက်စူပါလင်း မင်းညိုဥက္ကပြန်ရင်ရဲရင်ရောပြောအောင်စဉ်ဖြိုးတို့ကို Vigo Social Punishment လူမှုရေးပြစ်ဒဏ်တွေပြင်းပြင်းထန်ထန်ပြုလုပ်ကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာနောက်ထပ်သတင်းပုံအနေနဲ့ဂျမတ်ဆရှုံးကောင်စီတက်ကမတရားဖမ်းဆီးထောင်ချထားတဲ့ဆရာတော်အရှင်ပညာဇေတဥစဉ်နဇောဟာအော်တိုဘာလ31ရက်မှာဘက်ဖလိုမြို့မြစ်တာပါရမီကျောင်းကိုရောက်ရှိလာတော့မှဖြစ်ကြောင်းကြ བྱ ားဆရာအောင်ဝေးကလူမှုကွန်ရက်ကနေတဆင့်အတည်ပြုထားပါတယ်ခင်ဗျာနိုင်ငံရေးကျင်းသာဟောင်းဆရာတော်ဥစဉ်နဇောလွတ်ပြီး စစ်ချုပ်ကောင်စီကမတရားဖမ်းဆီးထောင်ချထားတဲ့ဆရာတော်အရှင်ပညာဇောတဦးစင်းနဲ့ဇောဆယ်လပိုင်း30ရက်နေ့2025ညော့ချိန်ည8:00နာရီခွဲမှာဘဖလိုမြို့မြစ်တာပါရမီကျောင်းကိုပြန်လည်ရောက်ရှိလာတော့မှဖြစ်ကြောင်းတရင်ကောင်းပါပါတယ်လို့ရေးသားကအပြည်ဆိုင်ရာလေသိမ့်မှာရောက်ရှိနေတဲ့ဆရာတော်ရဲ့ရုပ်တံဖိုင်နဲ့တကွလူမှုကွန်ရက်မှာမျှဝေခဲ့တာဖြစ်ပါတယ်။ရှေဝါယုံဆရာတော်နဇောလို့လူသိများတဲ့ဆရာတော်အရှင်ပညာဇေတဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ23ရက်က အကြမ်းဖက်စစ်ကော်မရှင်ရဲ့ဖမ်းဆီးထိန်းသိမ်းတာကိုခံရပြီးစစ်ကြောကောက်စီတပ်ကိုအကြီးညိုပြက်စီမှုပုံမှန်905ကလောက်ကအဥပဒေအကြမ်းဖက်တပ်ဖြတ်ရေးဥပဒေပုံမှန်50ည52ကလိုနဲ့အမှုဖွင့်အရေးယူခံခဲ့ရတာလည်းဖြစ်ပါလေခင်ဗျာဒီကနေ့အော်တိုဘာလ31ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းတွေကိုတင်ဆက်ပေးကြပါရစေခင်ဗျာဘင်္ဂလားပင်လယ်အော်ချင်းနေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပြီးတော့ကပလီပင်လယ်ပြင်နဲ့ဂျန်ဘင်္ဂလားပင်လယ်အော်တို့မှာတော့တိမ်အသင့်နှင်းကနေတိမ်ထူထပ်နိုင်ပါတယ် ပြလပင်ချင်းတွေကတော့တင်းနိုင်ကန်ယိုဒန်ရခိုင်ကန်ယိုဒန်မြို့ဝကျွန်းပေါ်ဒေသတွေနဲ့မိုးတမကွေဘက်မှာအရှိတ်ဘက်ကလေကတနအီကို10မိုင်ကနေ -20 လောက်ထိတိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းတင့်တင့်ရှိနေပါတယ်။မိုးရွာသွန်းမဲ့ချင်းတွေကတော့မကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းမကွေးတိုင်းတင်းနိုင်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ဂရင်းနီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးစကိုင်းတိုင်းမန္တလေးတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာအများအပြားဖြစ်တာယာနိုင်ပါတယ်ခင်ဗျာ။ ဒါကတော့ဒီကနေ့မိုးတဲ့12နာရီချိန်ထိနောက်ဆုံးတွေ့ရှိရတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ဝင်ကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုဆွေးနွေးပြကြမှာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ထူးခြားတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့အတူကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။နောက်ကျွန်မတခုဒါပြည်သူနဲ့တွေ့လို့ပြောခြင်းတယ်ကျွန်တော်တို့ကျမတို့တိတ်ပြီးတော့အနစ်နာခံခဲ့ပါတယ်လို့ပြောတဲ့ပုံကိုယ်တွေကိုတိတ်ပြီးတော့စိတ်မချနဲ့နော် ကိုကိုကိုအနစ်နာခံခဲ့တယ်လို့ပြောကြတယ်ဘယ်တော့အကျွေးတောင်းမလဲမသိဘူးအဲဒီလိုအဲ့တော့အနစ်နာခံခဲ့လို့အခုဒါလေးလုတ်ပေးပါဆယ်သဘောပေါ့အဲကျမတို့ကတော့ဒီလိုမြင်တယ်ကျမတို့ကလှုပ်ထားကိုလှုပ်ချင်လို့လှုပ်ထားကျမတို့ကယုံကြည်ချက်အရာလှုပ်ထားကျမတို့ရဲ့ရွေးချယ်မှုအရာလှုပ်ထားဘယ်သူမှအတင်းလှုပ်ခိုင်းလို့မဟုတ်ဘူးကျမတို့ယုံကြည်လို့နိုင်ငံရဲ့လုတ်တင်နေဆိုတာယုံကြည်လို့ဒီနိုင်ငံကိုပြောင်းလဲအောင်လုတ်တင်နေဆိုတာယုံကြည်လို့ကျမတို့လုတ်တည်တယ် လုံးတော့ခံရတယ်ကားရလက်ခံမယ်လေဒါကိုလုံးချင်တို့ကိုရဲ့ရွေးချယ်မှုရကိုလုံးထားပဲအဲ့ဒါအဲ့အတွက်ဘယ်သူရှိရမှပြန်ပြီးတော့အကျွေးတောင်းနေကြလဲမလို့ဘူးတချို့တွေကတိတ်ပြီးတော့ကိုရည်သွေးတယ်အဲ့တော့ကျမတို့ရဲ့အဖွဲ့ချုပ်ဝင်တွေထဲမှာလည်းပါတယ်အဲ့တော့ကျမကအခုတည်းကပြောထားမယ်ကျမတို့အဖွဲ့ချုပ်ဝင်တွေအားလုံးကလည်း၆ပြက်ကင်းသဲလဲစင်တို့ကျမလုံးဝမဆုလိုပါဘူးဒါပေမဲ့ကျမတို့သူတို့ထိန်းထားပါမယ်ပြည်သူရဲ့အကျိုးကို မထမ်းဆောင်တဲ့ကျမတို့ရဲ့အဖွဲ့ဝင်တွေကိုယ်စားလှယ်တွေဆိုရင်ကျမတို့ကိုယ်တိုင်လှုပ်တဲ့လှုပ်တဲ့လှုပ်တဲ့လှုပ်ထားလှုပ်ထိုက်တာတွေလှုပ်ပါမယ်ကျမတို့တွင်တင်မယ်ဆုံးပါမယ်ပြုတ်ပြင်မယ်အဲအဲ့ဒါမှမရလို့ရှိလို့ရှိတော့စီမင်းစီကအရာရေးယူပါမယ်ဒါကြောင့်ဘယ်အဖွဲ့အစည်းဘယ်ပုဂ္ဂိုလ်ဘုံမှတိတ်ကုတ်ကုတ်ကိုကိုရည်သွေးလို့ရှိရင်မယုံကြပါနဲ့လို့ကျမသတိပေးချင်ပါတယ်နော် ။ဘာဖြစ်ရလဲဆိုတော့အန်ဒီရဲ့နှစ်ခုရှိတယ်။တစ်ခုကစောစောကကျွန်မပြောသလိုပေါ့ကိုကိုကိုတိတ်အနစ်နာခံတယ်လို့ပြောတဲ့လူတွေကနောက်ကြရင်အကျွေးတောင်းနေမယ်။ကျွန်တော်တို့ကျွန်မတို့ကဒီလိုအနစ်နာခံခဲ့လို့ဒီလိုနေရာလေးတော့ပေးတင်တယ်ဒီလိုအခွင့်အရေးလေးတော့ပေးတင်တယ်ဆိုတဲ့သဘောမျိုးအဲ့ဒါအန်ဒီရဲ့တစ်ခု။နောက်တစ်ခုကကိုကိုကိုတိတ်အချင်းချင်းကိုကနေပြီးတော့တိတ်လုတ်လုတ်ပေးတာပဲကိုကနေပြီးတော့တိတ်ပြီးတော့ခံပေးတာပဲဆိုတော့ကိုကိုကိုအချင်းကြီးတဲ့လူတွေဟာတိတ်မလွယ်ဘူး လူများတွေကိုအထင်သေးသောက်တယ်ကိုကိုကိုအထင်ကြီးတာနဲ့အမျှတခြားလူတွေကိုအထင်သေးတယ်အဲတခြားလူတွေဆိုတဲ့အထက်မှာပြည်သူတွေလည်းပါလာတယ်ဒါကြောင့်မလို့ကိုကိုကိုကက်တင်ရှင်တွေလို့ပြောတဲ့လူတွေဆိုသတိနဲ့ဆက်ဆံတော့အဲအဲ့ဒါပြည်သူတွေသတိထားမယ်ကိစ္စပဲ